နေဆက်ဖြစ်ကျော်ကုန်သည်မှုတွေရပ်တန့်သွားမယ်ဆိုပါကစီးပွားရေးထိခိုက်စေနိုင်တယ်ဆိုရင်မူနဲ့ကမ္ဘောဒီးယားနိုင်ငံရဲ့တောင်စုကြကြောင်းကမ္ဘောဒီးယားနဲ့ထိစပ်နေတဲ့နေဆက်ကိုမပိတ်ဖို့ထိုင်းဝန်ကြီးချုပ်ပေတုံတန်ကထိုင်းစစ်တပ်ကိုတိုက်တွန်းခဲ့တယ်လို့ The Nation ကဖော်ပြခဲ့ပါတယ်။ ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်တနေရာဖြစ်တဲ့ချောင်ပေါက်ဒေသမှာနှစ်နိုင်ငံစစ်သားများကြားပြန်လည်ဖြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက်တင်းမာမှုများမြင့်တက်နေချိန်မှာစစ်တပ်အနေနဲ့ထိတိမ်သိမ်းသိမ်းလှုံ့ဆော်ဖို့ထိုင်းစိုးရကတိုက်တွန်းထားပါတယ်။ကမ္ဘောဒီးယားတပ်ဖွဲ့အချို့ဟာထိုင်းနယ်နယ်မြေအတွင်းဝင်ရောက်ခဲ့ပြီးလက်နက်ကြီးတွေကိုထိုင်းဘက်ကမျက်နှာမူပြီးဖျက်ချချခဲ့တယ်လို့ထိုင်းစစ်တပ်သတင်းရင်းမြစ်များကပြောကြားခဲ့ပါတယ်။ ထိုင်းရဲ့အချုပ်ချာအာဏာပိုင်နေပြီလို့ယူဆထားတဲ့နေပြည်တော်အတွင်းသို့ကမ္ဘောဒီးယားတပ်ဖွဲ့များကျူးကျော်ဝင်ရောက်မှုကိုထိုင်းတော်ဝင်စစ်တပ်ကအစိုးရအဖွဲ့ကိုအတိပေးထားတယ်လို့ဆိုပါရတယ်။အဲ့ဒီအခြေအနေကိုတုံ့ပြန်တဲ့အနေနဲ့ထိုင်းစစ်တပ်ကကမ္ဘောဒီးယားနဲ့ထိစပ်နေတဲ့နယ်စပ်အားလုံးကိုပိတ်ဖို့အစိုးပြုခဲ့ပြီးအခုလိုအရေးမကြီးဘဲစောင့်ကြည့်နေခြင်းကကျူးကျော်မှုကိုလက်ခံတဲ့သဘောတက်ရောက်သွားနိုင်တယ်လို့စစ်တပ်ကတတိပေးခဲ့ပါရတယ်။ ဒါပေမဲ့အစိုးရဖွဲ့ကစီးပွားရေးပေါ်တည်ရမှုလားလားနေဆက်ဖက်ကျော်ကုန်သွယ်မှုအစားရှိတဲ့အခြေအနေတွေကြောင့်ချက်ချင်းအေးအေးယူဆောင်ရွက်ခြင်းမပြုဖို့အကြံပြုထားပါတယ်။အခုပြဿနာကိုတတမန်နီလန်နဲ့ဖြည့်ရှင်းချက်ကအရေးကြီးကြောင်းအထူးသဖြင့်ဇွန်လလယ်ပိုင်းမှာထိုင်းကမ္ဘောဒီးယားနေဆက်ရေးရပူးတဲ့ကော်မတီ JBC အစည်းအဝေးပြုလုပ်မည်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ကမ္ဘောဒီးယားဒုတိယဝန်ကြီးချုပ်နဲ့ကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးတီးဆိုင်ဟာကလည်းထိုင်းဒုတိယဝန်ကြီးချုပ်နဲ့ကာဝေးဝန်ကြီးဖြစ်တဲ့ဖွန်တန်ဝီချာချိုင်းကိုဖုန်းခေါ်ပြီးနေဆက်ကုန်မပေးဖို့တောင်းဆိုခဲ့ပါတယ်။အဲဒါကြောင့်ပေတုံတန်နဲ့ဖွန်တန်တို့က နိုင်ငံစစ်တဲ့အချင်းချင်းဒါရိုက်ကျူးနီးမှုတွေပြုလုပ်ဖို့နဲ့နေဆက်ကုံမပိတ်ပဲတနမန်နီလက်နဲ့ဖြည့်ရှင်ဖို့ထိုင်းစစ်တပ်ကိုတိုက်တွန်းခဲ့ပါတယ်။